တနစ်တာတမချန်းစာမှာကြိုးဆိုပါရယ်ယနေ့အတူတကွာဖက်ရန်တမချန်းစာမှာဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး22မှ24အထိဖြစ်ပါရယ်ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး22ဒါဝိဒ်၏အောင်ပွဲတခြင်းဒါဝိဒ်သည်ရှောလူမေမှာစာ၍ရန်သူပေါင်းတို့လက်မှာ ။ထာဝရဘုရားကဲ့လွတ်တော်မူခြင်းကျေးဇူးကိုခံရသောအခါထာဝရဘုရားရှိတော်တွင်မွဆူသောတခြင်းစကားဟူမူကားထာဝရဘုရားသည်ငါ၏ကြောက်ငါ၏မြို့ယိုငါကိုကဲ့လွတ်တော်သခင်ငါ၏ဘုရားငါကိုးစားသောအစွမ်းတတိငါ၏အကွယ်ကားငါကိုကဲ့တင်သောဥချူငါ၏ရဲတိုက်ငါကိုလုံရား ငါကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏ကိုတော်သည်ညင်စေခြင်းတည်းကအကျုံမုတ်ကိုကယ်လွတ်တော်မူ၏ချီးမွမ်းအပ်သောထာဝရဖရာကိုငါတောင်းလျှောက်၍ယံသူတို့လက်မှကယ်တင်ခြင်းသို့ရောက်၏တည်ခြင်းလိုင်းတပိုးတို့သည်ငါကိုဝိုင်းမိ၍ဖြစ်စည်းတတ်သောရည်စည်းခြင်းကြောင့်ငါကြောက်လန့်ရ၏မာနနိုင်ငံ၏ကျိုးတို့သည်ဝိုင်း၍တေမင်း၏ကြောက်ကွင်းသည် ငါကိုကြုံမိလျက်ရှိ၏။ထိုသောငါသည်ဆင်းရဲညူမြင်သောအခါခါဝရဖျားကိုခေါ်၍ငါ၏ဖျားသခင်ကိုအော်ဟစ်လေ၏။ခေါ်သောအတန်ကိုဘိမနော်ထဲမှကြားတော်မူ၍အော်ဟစ်သောအတန်သည်နားတော်ထဲသို့ဝင်လေ၏။ထိုအခါအမျက်တော်ထွက်သောအဖြစ်မြေကြီးတုန်လှုပ်၍မိုးကောင်းကင်အမြင့်တို့သည်တရွေ့ရွေ့လှုပ်ရှားကြ၏။ နှာခေါင်းတော်ထဲကမိကိုထွက်၍နှုတ်တော်ထဲကမိလောင်သောအဖြစ်မိခဲတောက်လေ၏မိုးကောင်းကင်ကိုညှို့သဖြင့်ဆင်းသက်တော်မူ၍ခြေဖွားတော်အောင်၌မောင်မိုက်ဖြစ်လေ၏ခီရူဘင်ကိုစီးလျက်ပြန်တော်မူ၏လေ၏အတောင်တို့အပေါ်မှထင်ရှားတော်မူ၏မောင်မိုက်သည်ဟူသောတခဲနှက်သောရေနှင့်ထူထပ်သောမိုးတိမ်တို့ကို ကိုရော၌ကာယံစီတော်မူ၏ရှိတော်၌ရောင်ကြီးเจ้าမိခဲတောက်လျက်ရှိ၏ထာဝရဖရာသည်လည်းကောင်းကင်ပေါ်မှမိုးချုံ၍အမြင့်ဆုံးသောဖရာသည်အတန်တော်ကိုလွှင့်တော်မူ၏လေးများတို့ကိုပြည့်၍ရက်စစ်ပြက်စီတစ်ဖြစ်ရန်သူတို့ကိုအရရက်တို့ခွဲ၍ရှုံးစီတော်မူ၏ထိုအခါထာဝရဖရာသည် အပြစ်တင်၍ နှခေါင်းတော်တွေက အသက်ရှူတော်မူသောအဖြစ်သမုဒ္ဒရာအောက်ပြင်နှင့်လောကတိုင်းမြတူသည်ဖွင့်လစ်ထင်ပေါ်လျက်ရှိကြ၏အထက်ရက်ကလက်တော်ကိုဆန့်၍တခဲနဲ့တော်ရည်တဲကနာကိုဆဲယူတော်မူ၏နာကိုမုံသောသူတည်းဟုသော နာပြ၍မနိုင်နိုင်အောင်ခွန်အားကြီးသော ရန်သူတို့လက်မှငါကိုကယ်လွတ်တော်မူ၏ဘေးဥပယောက်သောကာလ၌သူတို့သည်စည်းသားတော်လဲ ထာဝရဖရာသည်နာမိခိုရာဖြစ်၍နာကိုကျေဝဲရအရက်သို့ကိုးဆောင်တော်မူ၏နာကိုနှစ်သက်သောကြောင့်ကယ်လွတ်တော်မူ၏နာဖြောင့်မခြင်းရှိသည့်အလျောက်ထာဝရဖရာသည်အကျိုးကိုပေး၍နာလက်ဆင်ကျေခြင်း၏အကျိုးကိုစီရင်တော်မူ၏အကြောင်းမူကားနာသည်ထာဝရဖရာ၏လမ်းတော်သို့အစဉ်လိုက်၏ငါ၏ဖရာသခင်ထံမှပြစ်မှား၍မတော် စီရင်တော်မူချက်ရှိသမျှကိုငါသည်မျက်မှောက်ပြု၏အထုံးဖွဲ့တော်တို့မှမလွဲရှိတော်မှာဖြောင်းမဲ့၍ကိုဒူးစရိုက်ကိုကျင်ရှောင်၏ထိုကြောင့်ရှိတော်မှာထင်ရှားသောငါ၏ဖြောင်းမဲ့ခြင်းစင်ကြယ်ခြင်းရှိသည့်နေ့အလျောက်ထာဝရဖရာသည်ငါနာအကျိုးကိုပေးတော်မူပြီးတနာတတ်သောသူအားကိုယ်တော်သည်တနာခြင်းသဘောကို၎င်းဖြောင်းမဲ့သောသူအား ဖြောက်မတ်ခြင်းသဘောကို၎င်းတန်ရှင်းသောသူအားတန်ရှင်းခြင်းသဘောကို၎င်းစန့်ကျင်သောသူအားစန့်ကျင်သောသဘောကို၎င်းပြတော်မူ၏နှိတ်ချလျက်ရှိသောသူတို့ကိုကိုတော်သည်ကယ်တင်၍မာနထောင်လာသောသူတို့ကိုကရှုတ်ချခြင်းကကြီးမတ်တော်မူ၏အိုထာဝရဖရာကိုတော်သည်အကျုံမုတ်၏မိခွဲ့ဖြစ်တော်မူ၏ထာဝရဖရာသည် အကျွမ်းမုတ်ဤမှောင်မိုက်ကိုလင်းစေတော်မူ၏အကျွမ်းမုတ်သည် ကိုတော်ကို အမိပြု၍တက်ကိုဖြစ်ပါပြီအကျွမ်းမုတ်ဤဖျားသခင်ကိုအမိပြုလျက်မြို့ရိုးကိုကြော်၍ဝင်ပါပြီဖျားသခင်စီရင်တော်မူသော အမှုသည်ဆုံးလင်၏ထာဝရဖျားဤတစ္ဆာတော်သည်အစစ်ခံ၍တည်၏ခိုလုံသောသူအပေါင်းတို့၏အကွယ်ကားဖြစ်တော်မူ၏ထာဝရဖျားမှတပါး အဘယ်ဖရာသခင်ရှိသည်။နာလို့ဖရာသခင်မှာတပါ။အဘယ်မိသောကြောက်ရှိသည်။ထိုဖရာသခင်သည်ငါဤခွန်အား။ငါဤတကူဖြစ်၍ငါသွားရလမ်းကိုဖြောက်စေတော်မူ၏။ငါခြေကိုတမင်ခြေကဲ့သို့လျင်မြန်စေ၍ငါဤမြေရာရက်ပေါ်မှာငါကိုတင်ထားတော်မူ၏။နာလကူစင်မှု၌လေးချက်စီခြင်းကတုန်တင်တော်မူ၍ ကျေးဝါလေးကိုငါလက်ယုံနဲ့ငါတင်နိုင်ဤကိုတော်သည်ကေတင်တော်မူခြင်းဒိုင်းလောကိုအပ်၍တိခဏတော်မူခြင်းအဖြစ်အကျုံမုတ်သည်ချီးမြောက်ခြင်းသို့ရောက်ပါ၏အကျုံမုတ်သွားသောလမ်းကိုရှင်းလင်း၍ခြေမချော်စေခြင်းငါပြုတော်မူသောအဖြစ်အကျုံမုတ်သည်ရန်သူတို့ကိုလိုက်ဖြတ်၍သူတို့ကိုမပယ်ရှင်းမိတိုင်အောင်မပြန်ပါသူတို့သည် အကျုံလုံးခြေအောက်မှလဲလျက်ရှိ၍မထနိုင်အောင်အကျုံလုံးသည်နှိမ်နှင်းပယ်ရှင်းပါ၏အကြောင်းမူကားစစ်တိုက်စီခြင်းမှာကိုတော်သည်အကျုံလုံးကိုခွန်အားခပန်းနှင့်စီး၍အကျုံလုံးတစ်ဖက်၌ထသောသူတို့ကို အကျုံလုံးအောက်မှလှဲတော်မူ၏အကျုံမုတ်ကိုမုံသောရန်သူတို့၏လက်ပင်ကို အကျုံမုတ်၌အပ်၍ဖြည့်စည်းရသောခွင့်ကိုပေးတော်မူ၏သူတို့သည်အော်ဟစ်ကြသောအခါ ကဲတင်တော်သူမရှိထာဝရဖရာကိုအော်ဟစ်တော်လဲထူတော်မမူထိုအခါအကျမုတ်သည်သူတို့ကိုမြေမုတ်ကိုကဲ့သို့ညံ့ညက်ချပြီးမှလမ်း၌အမိုက်ကိုကဲ့သို့နေ၍ဖြန့်ကျဲလေ၏လူစုတို့သည်စိုင်းပြိုင်တိုက်လန့်ခြင်းမှအကျမုတ်ကိုကဲ့လွှတ်၍တပားမျိုးသားတို့၏အကဲအမှုဖြစ်စေခြင်းကစောက်ရှောက်တော်မူသောအဖြစ်အကျွန်ုပ်မသိဘူးသောလူစုသည် အကျမုတ်ထန်၌ကြံခံပါ၏တပားမျိုးသားတို့သည်အကျမုတ်ကိုတောင်းပန်၍အကျမုတ်စကားတန်ကိုကြားသည့်ခဏချင်းတွင်နားထောင်ကြပါ၏မျိုးနွမ်းသည်ဖြစ်၍ခိုးလုံးရအရက်ထဲကတုံလုံးလျက်ထွက်ကြပါ၏ထာဝရဖျားသည်အသက်ရှင်တော်မူသည်ဖြစ်၍ငါဤကြောက်၌မင်္ဂလာရှိပါစေတည်းနာကိုကဲတင်သောကြောက်ဤဖျားသခင်၌ချီးမြှောက်ခြင်းရှိပါစေတည်း နာပတ်၌တရားသဖြင့်စီရင်၍လူစုတို့ကိုငါအောက်မှနှိမ့်ချသောသူကားဖရာသခင်ပေသည်ယံသူတို့လက်မှငါကိုကယ်လွတ်တော်မူ၏အကျွန်ုပ်တစ်ဖက်၌ထားသောသူတို့အပေါ်သို့ကိုတော်သည်အကျွန်ုပ်ကိုမြောက်တင်၍လူယူဖြစ်စီတတ်သောသူ၏လက်မှကယ်လွတ်တော်မူ၏ထို့ကြောင့်ဥထာဝရဖရာအကျွန်ုပ်သည်တပါးမျိုးသားတို့တွင်ခြေဆုတော်ကိုချီးမွမ်း၍နာမတော်ကို ထုံးမနာတခြင်းဆိုပါမည်။ဖျားသခင်သည်မိမိခံထားသောမင်းကြီးကိုကဲတင်သောရဲတိုက်ဖြစ်တော်မူ၏။ဒိတ်ဒိတ်တော်ကိုခံရသောဒါဝိမဆာ၍အမျိုးຫນွယ်အားကာလအစဉ်ဆက်ဂယုနာခြေဆုကိုပြုတော်မူ၏။ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး23ဒါဝိနောက်ဆုံးမိမွတ်သည့်စကားဒါဝိမဆူသောနောက်ဆုံးစကားသည်ဟူသော ယာကုပ်မျိုး၏ဖျားသခင်အခွင့်နှင့်ဗိသိက်ခံရ၍ဖုန်ကြီးသောသူဣတိလအမျိုး၌ချုံမင်းစွာတခြင်းဆိုသောရေရှဲဤသားဒါဝိမတ်ဆိုသောပရိုဖက်စကားဟူမူကားထာဝရဘုရား၏ဝိညာဉ်တော်သည်ငါအားဖြင့်မိတ်တော်မူ၏နှုတ်ကပတ်တော်သည်ငါရှာနိုင်တည်၏ဣတိလအမျိုး၏ဖျားသခင်ဣတိလအမျိုး၏ကြောက်သည်ငါအားဖြင့်မိတ်မွတ်တော်မူသည်ကား လူတို့ကိုအုပ်ဆိုးသောသူသည်တရားသဖြင့်စီရင်၍ဖျားသခင်ကိုကြောက်ရွံ့လျက်အုပ်ဆိုးရမည်မိုးမအုပ်နေထွက်သောနနက်အလင်းကဲ့သို့၎င်းမိုးရွာပြီးမှ နေပေါ်ထွန်းသဖြင့်မြေ၌ပေါက်သော မြေနုကဲ့သို့၎င်းဖြစ်ရလိမ့်မည်နာအမျိုးအနွယ်သည်ဖျားသခင်ရှိတော်၌မြင့်မြတ်သည်မဟုတ်လောတေချာစွာစီရင်၍မပြတ်နိုင်သော နေဆာထာဝရပဒိညင်ကိုငါနှင့်ဖွဲ့တော်မူပြီးထိုပဒိညင်သည်ချက်ချင်းမပြည့်စုံတော်လဲနာကိုကဲတင်ရာအကြောင်းနာအားရနှစ်သက်ရာအကြောင်းဖြစ်၏အထမလူပေါင်းတို့မူကားလက်နှင့်မကင်သာ ပေရှားရသောစုပင်ကဲ့သို့ဖြစ်ရကြလိမ့်မည်ပေရှားသောသူသည်တန်ကျက်အင်ကြီးနှင့်လှန်တံကိုတုံးဆောင်သဖြင့်စုပင်ပေါက်သောအရက်၌ပင်ရှင်းရှင်းမရှုရသည် ဒါဝိဒ်၏နာမည်ကျော်သူရဲကောင်းများဒါဝိဒ်၏အမှုတော်ထံသူရဲကြီးတို့၏အမိများဟူမူကားဟပ်ပေါနိအမျိုးရာရှောဘန်သည်ဘူချုပ်ခိ၏ထိုသူသည်လှံကိုကင်လျက်လူ300ကိုတခါတည်းတိုက်၍လုကြံလေ၏သူနောက်မှ အဟောဟိအမျိုးဒေါ်ဒေါ်သားအီလာဇာသည်ဒါဝိဒ်နှင့်အတူလိုက်သောသူရဲ၃ယောက်ဝင်ဖြစ်၏ စစ်တိုက်ခြင်းကစူဝေသောဖိလိတိလူတို့ကိုကျင်းပ၍ဣတရေလလူတို့သည်ဆုတ်သွားသောအခါ ထိုသူသည်လက်ညောင်း၍ဓား၌မိလျက်နေရသည့်တိုင်အောင်ထား၍ဖိလိတိလူတို့ကိုလှုပ်ကြံသဖြင့်ထာဝရဖျားသည် ထိုနေ၌ကြီးစွာသောအောင်မြင်ခြင်းကိုပြုတော်မူ၍သူတို့သည်ယန်သူတို့၏ဥစ္စာကို လူယူခြင်းကသာပြန်လာကြ၏သူနောက်မှာဟယရီအမျိုး အာဂိတရှမသည်ရှိ၏ဖိလိတိလူတို့သည်ကြောင်းစပါးဆိုင်သောလေကွန်း၌စုဝေး၍ဣတေလလူတို့သည် ပြေးကြသောအခါထိုသူသည်လေကွက်အလယ်၌ရဲ၍စောင့်မလျက်ဖိလိတိလူတို့ကိုလှုပ်ကြံသဖြင့်ထာဝရဖျားသည်ကြီးစွာသောအောင်ခြင်းကိုပြုတော်မူ၏ဘိုးစုအဝင်၃ယောက်တို့သည် စပါးရရာကာလ၌ ဒါဝိရှိယာအတုလန်ဥမင်သူဆင်းသွား၍ဖိလိတိလူတို့သည်ရေဖိန်ကြီး၌တက်ချလျက်ရှိကြ၏ထိုအခါဒါဝိသည်ရဲတိုက်တွင်နေ၍ဖိလိတိလူတို့သည်ဗလင်မျိုး၌တက်ချကြ၏ဒါဝိကလည်းတစုံတယောက်သောသူသည်ဗလင်မျိုးတကားနာမှရှိသောရေတွင်၎င်းရေကိုခတ်၍ငါအပိပါစေတော်ဟုတောင်းနာသောစိတ်နှင့်ဆိုသော ထိုသူရဲ့၃ယောက်တို့သည်ဖိလိတိတက်ကိုဖြဲ၍ဗက်လင်မြို့တကားနာမှာရှိသောရေတွင်းထဲကရေကိုခတ်ယူပြီးလျင်ဒါဝိဒ်ထံတော်သို့ဆောင်ခဲ့ကြ၏တိုးတော်လည်းဒါဝိဒ်သည်မတော့ဘဲထာဝရဘုရားရှိတော်၌တွင်းရက်အိုထာဝရဘုရားဤရေကိုတောက်တော်အမှုသည်တချို့လုံးနှင့်ဝေးပါစေသောဤရေသည်ကိုအသက်ကိုမနှမျောဘဲ တွားတော်သူတို့၏အသွေးဖြစ်ပါသည်မဟုတ်ပါလောဟုပြော၍မတောက်ဖဲနေ၏ထိုသူရဲ့၃ယောက်တို့သည် ထိုတို့သောအမှုတို့ကိုပြုကြ၏ဇေရုယာသားယောဘညီအပိရှဲသည်လေသူရဲ့၃ယောက်တွင်အကြီးဖြစ်၏သူသည်လှံကိုကန်၍လူ၃ယောက်ကိုတိုက်ဖြတ်လုကြံသောကြောင့်သူရဲ့၃ယောက်အဝင်နေရာရသည်သူရဲ့၃ယောက်တွင်အမျက်ဆုံးဖြစ်သည်မဟုတ်လော ထိုကြောင့်ဘူချုပ်အရာကိုရ၏ထို့တော်လည်းပထမသူရဲ့၃ယောက်တို့ကိုမမီအထူးသဖြင့်ပြူပူသောကက်ဆီလာမြို့သားသူရဲ့ရောရတဤတာပိနာရသည်လေရှင်တိနှစ်တူသော မောဘလူ၂ယောက်ကိုတတ်၏ဆောင်းကာလ၌လေအခြားသူတော်၍မြေတွင်း၌ရှိသောချင်းတိကိုတတ်၏ထူးခြားသောအေဂုတ်တုလူကိုလည်းတတ်၏အေဂုတ်တုလူသည် လံကိုကင်တော်လဲဗီနာယသည်တောင်ဝေးကိုသာကင်လျက်သွား၍အကုတ်ထုလူလက်မလံကိုလူယူပြီးလျင် ထိုလံနှင့်သူ့ကိုတက်၏ထိုတို့သောအမှုတို့ကိုရောယတတာဗီနာယပြု၍သူရဲ့သုံးယောက်အဝင်နေရာကိုရ၏ဘုံများထက်တာ၍မြတ်တော်လဲပထမသူရဲ့သုံးယောက်တို့ကိုမမီဒါဝိဒ်ဒီအတွင်းဝင်ချုပ်အရာကိုလည်းပေး၏ရွာဘညီ အာတာဟီလာတီလေဘိုးစုဝင်ဖြစ်ဤထိုအတူပလင်မျိုးနေဒေါ်တော်ဤတာအီလာဟာနဲဟယောဒီအမျိုး ရှမဟယောဒီအမျိုးအေလိကသာလတိအမျိုးဟေလက်တီကောအမျိုးဤကေရှာဤတာဤဘအနေတော်တိအမျိုးတပြေစာဟူရှာတိအမျိုး မေဘုံနေအဟောဟီအမျိုးဇာလာမုံ နေတော်ဖာတိအမျိုးမဟာယေနေတော်ဖာတိအမျိုးဘာနာသာဟီလက်ဗိယမေမျိုးဂီဘာမျိုးနေရီဘေဤတာအိတ်တေပိယဒေါနီအမျိုးဗေနာယဂါရှားချိုင်တာဟိတ်တေအာပတိအမျိုးပပြာလဘုံဘာဟုမိအမျိုးအာသမဝတ်ရှာလဘောနီအမျိုးအီလျာဘယာရှင်ဤတာတို့တွင်ယောနာသန် ဟာရာရီအမျိုးရှမဟာရာရီအမျိုးရှာယာဤတာအဟိအံမခာတိအမျိုးအဟာတဘေဤတာအီလီဖလက်ဂီလိုနီအမျိုးအဟိတောဖေလာဤတာအီလီယံကရမီလာအမျိုးဟေဇာဘေအဘီအမျိုးဖာဘေဇောဘအမျိုးနာတန်ဤတာဤကာလကဲအမျိုးဘာနီအမုံမျိုးဇေလက် ဇေရုယာဤသားယောဘဤလက်နက်ဆောင်လူလင်ဘေယောတိအမျိုးနဟာရဲဣသရီအမျိုးဣရဣသရီအမျိုးဂါရက်ဟိတ်တိအမျိုးဥရိယပေါင်း38ယောက်တီဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး24ဒါဝိမင်းတကောင်စရင်ကောက်ယူခြင်းနောက်တဖန်ထာဝရဖရာသည်ဣတယီလအမျိုးကို အမျက်ထွက်တော်မူလျင် စာတန်သည်ရံပတ်ပြု၍ဣတရေလလူနှင့် ယူဒလူတို့ကိုရေတွက်စေခြင်းမှာဒါဝိတ်ကိုတိုက်တွန်းလေ၏ရှင်ဘရင်ကလည်းလူပေါင်းမီများရှိသည်ကိုငါသိမိကြောင်းဓာမျိုးမှသည်ဘေရရှိဘမျိုးတိုင်အောင်ဣတရေလခရိုင်ရှိသည်များတို့ကိုရှောက်သွား၍လူတို့ကိုရေတွက်လော့ဟုအထံတော်၌ရှိသော ကိုကျုံမေးရွာပါအာမိတ်တော်မူ၏ရွာပါကလည်း ကိုရောဤဖျားသခင်ထာဝရဖျားသည်လူတို့ကိုထပ်၍အစတရာတူပွားစေသဖြင့်ကျွန်တော်သခင်အရှင်မင်းကြီးမြင်မြင်အကြောင်းပြုတော်မူပါစေသောတို့ရာတွင်ကျွန်တော်သခင်အရှင်မင်းကြီးသည်ဤအမှုကိုအပေကြောင့်နှစ်သက်တော်မူသည်ဟုရှင်ဘုရင်အားလျှောက်လေ၏သို့တော်လည်းအမိတ်တော်သည်ယောဘစကားနှင့်ဘုံများစကားကိုနိုင်သဖြင့်ယောဘနှင့်ဘုံများတို့သည် လူတို့ကိုရေတွက်အံ့သောမှ အထံတော်မှထွက်သွားကြ၏ယော်ဒန်မြစ်ကိုကူး၍ကဲချိုင်း၌ရှိသောအာရုံမျိုးအရှိဘက်ယာဇာမျိုးအနားမှတက်ချကြ၏ကီလက်ပြည်နောက်သိမ်းသောပြည်ဒန်ယံပြည်တို့ကို လုံပြီးမှစီတုံပြည်သို့ဝိုင်းသွား၍တူရူရေတိုက်သူလကောင်းဟီဝီမျိုးများခါနာနီမျိုးများအလုံးစုံတို့လကောင်းရောက်၍ ယူဒပြည်တော်ပိုင်းဘေရရှိဘမြို့၌လက်ဆတ်တကြ၏ထို့သောတပီလုံးလျှောက်သွား၍ကိုလာနှင့်အရက်20လုံးမှယေရုရှလင်မြို့သို့ရောက်ကြ၏ရွာဘသည်လည်းလူပေါင်းစည်းရင်းကိုရှင်ဘရင်အားဆက်၍ဣတေလအမျိုး၌ဓာကင်သူရဲ့၈သိန်းယူဒအမျိုး၌၅သိန်းရှိကြ၏ဒါဝိဒ်သည် လူတို့ကိုရေတွက်ပြီးမှနောင်လာရ၏ အကျွန်ုပ်ပြုမိသောအမှု၌အလွန်ပြင်းမာပါပြီ။ဥထာဝရဖရာကိုရောကျုံဤဖြစ်ကိုဖြစ်ရှင်းတော်မူပါ။အကျွန်ုပ်သည်အလွန်မိုက်သောအမှုကို ပြုမိပါပြီဟု။ထာဝရဖရာအားတောင်းပန်လေ၏။ဒါဝိဒ်သည် နနက်အချိန်၌ထသောအခါထာဝရဖရာ၏နှုတ်ကပတ်တော်သည်ဒါဝိဒ်၏ပရောဖက်ကဲ့သို့ရောက်လာ၍ဒါဝိဒ်ထံသို့သွားလော့ အရာသုံးပါးကိုတင့်အားငါပြ၏။တင်၌ငါပြုเสียဟုတဘာပါးကိုရွေးရမည်ဟုထာဝရဖရာ၏အမိန့်တော်ကိုစင့်ဆူလောဟု မိန့်တော်မူသည့်အတိုင်းကက်တီဒါဝိထံသို့သွား၍ပြည်တော်၌သုံးနှစ်ပတ်လုံးအစာဟာရခေါင်းပါစေရမည်လော။သူမဟုတ်ရန်သူတို့သည် သုံးလပတ်လုံးလိုက်၍ကိုတော်ပြည်တော်မူရမည်လော။ သို့မဟုတ်ပြည်တော်၌သုံးရက်ပတ်လုံးကာလနာရောက်စေရမည်လောအကျုံမုတ်ကိုဆေလွတ်တော်မူသောသူအားအကျုံမုတ်သည်အဘယ်သို့ပြန်လျှောက်ရမည်ကိုစဉ်းစားဆင်ခြင်တော်မူပါဟုလျှောက်လေ၏ဒါဝိဒ်ကလည်းငါသည်ခြင်းမြောင်းရာသို့ရောက်လေပြီတကားထာဝရဖရာ၏လက်တော်သို့ရောက်ပါစေဂရုဏာတော်ကြီးလာ၏လူလက်သို့မရောက်ပါစေနှင့်ဟုကပ်အားပြန်ပြော၏ ထိုနေ့နနက်မှစ၍ချိန်ချက်သောအချိန်တိုင်းအောင်ထာဝရဖရာသည်ဤတည်လာမျိုး၌ကာလနာကိုလွတ်လိုက်တော်မူ၍ဓာမျိုးမှသည်ဘေယုရှိပါမျိုးတိုင်အောင် လူ9000တည်ကြ၏ကောင်းကင်တမန်သည်ယေရုရှလင်မြို့ကိုဖျက်ဆီးမည်ဟုလက်ကိုဆန့်သောအခါထာဝရဖရာသည်ထိုပေးကြောင်းနောင်လာရတော်မူ၍တံပြီးတိလက်ကိုရုပ်သိမ်းတော်ဟု လူတို့ကိုဖျက်ဆီးသောကောင်းကင်တမန်အားမိတော်မူ၏ထိုအခါထာဝရဖရာ၏ကောင်းကင်တမန်သည်ယေဘူးတိလူအယောနာ၏ကောင်းတဲ့တလင်းနာမှာရှိ၏လူတို့ကိုဒဏ်ခတ်သောကောင်းကင်တမန်ကိုဒါဝိဒ်သည်မြင်သောအခါအကျုံ့ုပ်ပြစ်မာပါပြီဒုစရိုက်ကိုပြုမိပါပြီဤတို့တို့မူကားဘယ်သို့ပြုမိပါသနည်းလက်တော်သည် အကျွန်ုပ်နှင့်အကျွန်ုပ်အဆွေမျိုး၌ရောက်စီတော်မူပါဟုထာဝရဘုရားအားတောင်းပန်လေ၏ထိုနေခြင်းတွင်ကက်တီဒါဝိခံသို့လာ၍ကိုရောကြွပါယေဘုတိလူအယောနာ၏ကောက်နေတလင်း၌ထာဝရဘုရားဖူရစ်ပလင်ကိုတီးရမည်ဟုထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုသည့်အတိုင်းဒါဝိဒ်သည်တွားလေ၏ထို့သောရှင်ဘုရင်သည် အချံရံတော်နှင့်တကွာကြွလာသည်ကိုအယောနာသည်ကြည်၍မြင်လျင်ပြင်သို့ထွက်၍ရှင်ဘရင်ရှိတော်၌ဥချပြဝတ်လျက်ကျွန်တော်သခင်အရှင်မင်းကြီးသည်ကိုတော်ကျွရှိရာသို့အဘဲကြောင့်ကြွလာတော်မူသည်နည်းဟုမေးလျှောက်လျင်ဒါဝိကလူတို့တွင်ကာလနာဘေးကိုငြိမ့်စေမိကြောင်းသာဝရဖျားဖို့ရှစ်ပလင်ကိုတီလို၍ တင်ဤကောင်းတဲ့တလင်းကိုဝဲအံ့သောငါလာသည်ဟုအမိန့်ရှိတော်အယောနာကကျွန်တော်သခင်အရှင်မင်းကြီးသည် စိတ်တော်ရှိသည့်အတိုင်းယူ၍ပူဇော်တော်မူပါ မိရှုရာရေဖို့နွားများရှိပါ၏ခင်ဗုကောင်းတဲ့တစားနွားနှင့်ဆိုင်သောတစားများရှိပါ၏ဟုဒါဝိအားရှောက်လျက်အလုံးစုံတို့ကိုရှင်ဘရင်အားဆက်၍ ကိုတော်ဤဖျားသခင်ထာဝရဖျားသည်ကိုတော်ကိုလက်ခံတော်မူပါစေသောဟုလျှောက်လေ၏ရှင်ဘရင်ကလည်းထို့သောငါမယူရစင်စစ်အဖို့ပေး၍ငါဝယ်မည်ကိုငွေမကုန်ပဲငါဤဖျားသခင်ထာဝရဖျားအားမိရှုရာရစ်ကိုငါမပူဇော်လိုဟုအယောနာအားဆိုသဖြင့်ငွေအကျပ်90ကိုပေး၍ ထိုကောင်းတဲ့တလင်းနဲ့နွားတို့ကိုဝယ်ပြီးမှထိုရက်၌ထာဝရဘုရားဖို့ရစ်ပလင်ကိုတည်၍မိရှုရာရစ်မိတ္တဟာရာရစ်တို့ကိုပူဇော်လေ၏ထာဝရဘုရားသည်လည်းဣတရီလပြည်အဖို့စုတောင်းသောစကားကိုနားထောင်၍ကာလနာဘေးကိုငိမ့်စေတော်မူ၏ဓမ္မရာဇဝင်ဒုတိယဆောင်ပြီး၏တနာချင်းဂယုနာ၏အဖတ်တတချင်းအမျိုးမျိုးတို့၏ 天地湖道，阿罗得天爷属可以，他每到半夜得天地，明来西罗暮色得地，阿 <noise> 门。